ိုင်ဝဲပြိုင်တဲ့အချိန်မှာဒီစပင်ဆက်မလားပေါ့စပင်ဒူးတက်မလားလို့ဆိုတော့မတက်ဘူးပေါ့နော်မတက်တာပိုကောင်းတယ်လို့အဆောက်ကလည်းဒီဒီလိုပုံစံနဲ့ဆိုတော့ပိုပြီးတော့ impression တစ်ခုဖြစ်တယ်ပေါ့နော်သူများတွေလည်းကိုယ့်ကိုစိတ်ဝင်စားမယ် attractiveness တစ်ခုလည်းဖြစ်တဲ့အတွက်အမလောက်တာလောက်ဆိုပြီးတော့ပိုပြီးတော့စပင်ကိုတိုးလိုက်မလားလို့အဲ့လိုမျိုးပြောရှင်သူ့ရဲ့ဘဝဖြတ်သန်းခဲ့ရတယ်လေအများကြီးအတွေ့အကြုံတွေအများကြီးရှိရဲ့ ဒီသူပြောပြရဲ့စကားတွေကိုကြားရတဲ့အခါမှာပေါ့နသူရဲ့အဲ့ဒီဘဝအကြောင်းကိုလည်းနားလည်ပေးလို့ရတယ်ဒီပြန်ပွဲတခြားမှာပေါ့နော်ဒီသူ့အနေနဲ့ကြည့်လို့ရှိရင် passion အများကြီးရှိတယ်အများကြီးတိုးစားတယ်ပြီးလို့ရှိရင် तू ပြောတဲ့စကားလုံးတိုင်းကပေါ့နော်အတိတ်ပဲရှိရတော့အစောအနေနဲ့အများကြီးအဲ ချင်းတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ဘဝဖြတ်သန်းခဲ့ရတယ်လေအများကြီးအတွေ့အကြုံတွေအများကြီးရှိရဲ့ဒီသူပြောပြရဲ့စကားတွေကိုကြားရတဲ့အခါမှာပေါ့နော်သူ့ရဲ့အဲ့ဒီဘဝအကြောင်းကိုလည်းနားလည်ပေးလို့ရရဲ့ပြီးလို့ရှိရင်ဒီသူကတကယ်အတိတ်ဝင်ရှိတဲ့စကားတွေကိုအများကြီးပြောတဲ့အတွက်အာတကယ်ကောင်းမွန်တဲ့တိုးတက်တဲ့သူတယောက်ဖြစ်မယ်လို့အစောနေနဲ့ယုံကြည်ပါတယ်။ဒီအမျိုးသမီးအများစုကတော့ကြာတော့ဒီ Miss တယောက်ဖြစ်ချင်ကြတယ် Miss Universe ဖြစ်ချင်ကြရပေါ့နော်။ ဒီအတွက်ဒီအခု Miss Universe ကဒီ chance တွေပေးလိုက်တယ်ပေါ့နော်အင်ထောင်ရှင်ရောဒီ diverse ဖြစ်တဲ့အမျိုးသမီးတွေရောပြီးလို့ရှိရင်ဒီ transgender တွေရောပြန်ဝင်ဝင်လို့ရတဲ့အတွက်ဒီအများကြီးဝမ်းသာတယ်ပေါ့နော်ဒီအတွက်သူ့အတွက်လည်းအခွင့်အရေးရတဲ့အတွက်အစောနေနဲ့အများကြီးဝမ်းသာပါတယ်သူကလည်း Miss တယောက်ဖြစ်ချင်တယ်ပေါ့နော် this year ဖြစ်ပြီးတော့မှဒီလူအများကိုလည်းကူညီပေးချင်တဲ့စိတ်တွေရှိရဲ့ပြီးလို့ရှိရင်သူရဲ့ life ဘွားတွေကိုပေါ့เนาะအများကြီး share ပေးလို့ဒီအတွေ့ ကြုံကောင်းတွေကိုပေါ့နော်ရှေ့ရပေးနိုင်ရသူတယောက်ဖြစ်မယ်လို့အစောအနေနဲ့အာယုံကြည်မိတဲ့အတွက်အဲဒီသူဒီ Miss Universe ပြိုင်ပွဲမှာလည်းအရလက်ကောက်တစ်ခုရမယ်လို့အစောအနေနဲ့ယုံကြည်ပါတယ်အစောတို့ကပေါ့နော်သူများဝေဖန်တာထက်ပေါ့နော်ကိုယ့်ကိုဘယ်လိုမျိုးဒီစိတ်ကောင်းထားပြီးတော့မှဒီ positive လေးကိုတွေးပြီးတော့မှပေါ့နော်ဘလို့ကောင်းမွန်အောင်သွားမလဲဘလို့ beauty standard တခုကိုတည်ဆောက်မလဲဆိုတာကကြတော့ကိုယ့်ကိုယ်ကို never ဆိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီ negative အဲစကားတွေကိုဖိရှားပြီးတော့မှတကယ်ကိုအတွက်ကောင်းစေတဲ့ဒီစကားတွေကိုယူပြီးတော့ရှစ်ဆက်ပါလို့ပဲပြောစမ်းဟုတ်ကဲ့ဒီအစောကကြတော့ပေါ့နော်အဲဒီစိတ်နဲ့ကြမ်းခိုင်တဲ့သူဖြစ်တဲ့အတွက်အစောအနေနဲ့အများကြီးမခံစားခဲ့ရဘူးပေါ့နော်သူတို့ပြောရရင်ပြီးလို့ရှိရင်ဒီဘယ်လိုမျိုးဖြစ်လဲဆိုတော့ငါ့ကိုကောင်းစေချင်လို့ပြောရဲဆိုအဲ့လိုမျိုးပဲစိတ်ထားခဲ့တဲ့အတွက်ဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့ဒီတချို့သူတွေကြတော့စိတ်နဲ့မကြမ်းခိုင်တဲ့သူတွေရှိရဲ့ ီအတွက်ကြတော့သူတို့စိတ်ထဲမှာ toxic တွေဖြစ်လာနိုင်ရေပေါ့နော်ပြီးလို့ရှိရင်ဒီ social ကနေပြီးတော့မှသူတို့နောက်ဆုံးသွားနိုင်ရေဒီတကယ်တိုးတက်မဲ့သူတယောက်ကဒီမတိုးတက်ပင်တယ်ပေါ့နော်နောက်ဆုံးသွားလို့ရှိရင်အဲဒီလောကကြီးမှာကောင်းွယ်တဲ့လူတွေပျောက်ဆုံးလာမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီမကောင်းတဲ့ဟာတွေကိုသူတို့ကထောက်ပြပြီးတော့မှကောင်းွယ်တဲ့အရာတွေကိုလုံအောင်ပေါ့နော်အများကြီးပြောပြစေချင်ပါရဲ့လို့ဟုတ်ကဲ့ အမားနဲ့ဒီစကားပြောတဲ့အခါမှာပေါ့နော်သူကအရန် strong ဖြစ်တယ်ပြီးလို့ရှိရင်သူဘယ်အခက်ခဲကိုမဆိုကြော်လောနိုင်ရလို့အစောမြင်နေပေါ့နော်သူနဲ့စကားပြောရတဲ့လောက်တော့ဟုတ်ကဲ့ဒီပထမဆုံးပေါ့နော်ဒီပြိုင်ဝဲပြိုင်တဲ့အချိန်မှာဒီစပင်းဆက်မလားပေါ့စပင်းဒူးတက်မလားလို့ပြော မတက်ဘူးပေါ့နော်မတက်တာပိုကောင်းတယ်လို့အစားကလည်းဒီဒီလိုပုံစံနဲ့ဆိုတော့ပိုပြီးတော့ impression တစ်ခုဖြစ်တယ်ပေါ့နော်သူများတွေလည်းကိုယ်ကိုစိတ်ဝင်စားမယ် attractive attractive တစ်ခုလည်းဖြစ်တဲ့အတွက်အမလောက်သာလောက်ဆိုပြီးတော့ပိုပြီးတော့စပင်ကိုတိုးလိုက်မလားလို့အဲ့လိုမျိုးပြောအဲ့ဒါပဲသူကဒီပုံစံနဲ့ပဲပြိုင်လိုက်တာဆိုတော့ဒီပြီးလို့ရှိရင်သူ့ကိုသူ coffee နဲ့အပြည့်ရှိတာဖြစ်တဲ့အတွက်တကယ်ကောင်းမွန်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ဒီ miss neighbor မြန်မာမှာပေါ့နော်ဒီ ဒီ2020ကမှာရောက်ရှိလာတဲ့ mystery အကောင်လုံးအကောင်လုံးပေါ့နော်အကောင်ဆုံးကြိုးစားရှင်ပြိုင်ကြပါလို့ကိုယ့်ရဲ့အစွမ်းအစားတွေကိုပေါ့နော်အကောင်ဆုံးရှာပြပြီးတော့မှ international မှာတော့ပြီးတော့အကောင်ဆုံးရှင်ပြိုင်ပါလို့ဆောင်းနေရပြောချင်ပါ